င်းတို့လည်းငါတကယ်အောင်ရတယ်ကွာဒီဝါမှနေတယ်ဒီဝါရေကိုတောက်တယ်ပြီးတော့ဒီဝါကိုမင်းတို့ဘုံတောက်တယ်မင်းတို့ရွေချက်ကပါလေဟမ်တော်ရွေချက်ခံကြတာရှင်းရလို့တော်နေရေးပဲမင်းတို့ဟာအဲ့ဒီလိုလုံမတော်လန်ရေးလားဟမ်အခုမင်းတို့ကြောင့်ကလေးတယောက်ဒုက္ခရောက်သွားတယ်မင်းတို့ဘာလုပ်ပြီးဟမ်ကျုပ်လည်းအဲ့လိုလုပ်တာမဟုတ်စိတ်ရနာရှင်လို့လုပ်တယ်စိတ်ရနာရှင် အဲ့ဒီစကားကိုသိနားမလဲလို့ရှင်းပြသာဘင်းတို့မှာဖြစ်မရှိဘူးဆိုတော့ငါသိအေးဖြစ်မရှိအောင်လည်းမင်းတို့ကိုမင်းတို့လုပ်နေတာကွာအာကြောက်မှာဖြစ်ရှိတယ်ဗျအဲ့ဒါဒီမိုကရေစီပဲစစ်မှန်တဲ့ဒီမိုကရေစီကိုရချင်လို့ကြွတော့လို့တာဒီမှာဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီ အင်္ဂါဆီယံဝတရားအမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့တိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့ဒေါ်လာရင်းဖြစ်တော့မှာပေါ့ကွာအာအဲ့ဒါတွေငါတို့မသိငါတို့ကတော့ငါတို့လုပ်အောင်ထုတ်မှာအခုလည်းမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကြီးကိုငါတို့ဘက်ကမရရအောင်ဖြတ်အဲ့ဒါဒေါ်လာရင်းပဲဘာဖြစ်လို့ဖြစ်ချင်တယ်လဲကျော်ရွေးကောက်ပွဲဖြစ်မှမင်းတို့လူချင်းနဲ့ ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်ပွဲလည်းမလုပ်ရဘူးဆိုတော့သက်ဆိုင်ရာတွေကဘာဆက်လုပ်ရမှာတော့ဟေးမင်းတို့တိထားမှာကစစ်ရေးနိုင်ငံရေးပြိပက်ခါတွေကိုအဆုံးတတ်ပြီးနိုင်တာရွေးကောက်ပွဲလည်း ုဒ္ဒရာကျွန်တော်တို့ရှေ့ထွက်မှာပဲရတော့ဘာဖြစ်လို့ရှေ့ထွက်တယ်လို့သုံးလုံးရတယ်လဲဆိုတော့ဒါကိုယ့်ရဲ့ကိုယ့်ရွာဖြစ်နေရေပြင်းချင်းတွေကိုဘာမှမသိပဲနဲ့ဘိုင်းပေါ်မှာရေးချင်တာရေးနေတာနားမရအောင်ကျွန်တော်တို့အားလုံးပြောပြမှာပဲရတော့မယ်ကိုမင်းလည်းပြောတာဟုတ်တယ်ဗျာမကြခင်ရွေးကောက်ပွဲကလာတော့မှာအခြေအနေတစ်ခုပြောင်းလဲအောင်စူးစမ်းနေတဲ့လူတွေကို တို့ရဲ့ရန်သူဖြစ်နေတတ်မှတ်နေတာတော့မှားနေတယ်ကျွန်တော်တို့ကအဲ့ဒါကိုထောက်ပြပေးရမှာပြတာပြလို့ရတယ်ကွာဒီနိုင်ငံလို့တိုင်းတန်နေကြတော့လွယ်ပါ့မလားအာယူဟောမင်းရလေကွာအဲ့ဒါကတော့ကိုဒေတာကိုထိန်းရမှာပေါ့အဲ့လိုမှမလုပ်ဘူးဆိုရင်လေရွေးကောက်ပွဲနဲ့ပြည်သူကအလန်းဝေးသွားနေပြီလေမဝေးပါဘူးပြည်သူကလည်းရွေးကောက်ပွဲကိုသိစေခြင်းနေတာပါ ုလာမယ့်ဒီဇင်ဘာ28ရက်ကိုလည်းရွေးကောက်ပွဲနေ့ကြီးကြီးညာပြီးနောက်ပြီးတော့ရွေးကောက်ပွဲဟန်တာနှောက်ရက်တဲ့သူတွေကိုလည်းပဲအရေးယူမယ့်ဥပဒေတွေပုံပါပြီးထုတ်ပြန်ပြီးတိတ်လက်စိတ်မူလိုပါဘူးစိတ်မပူလို့တော့မရအောင်တော့ဘူးလေကျော်အောင်တို့ဗညာတို့လူမျိုးတွေထပ်ပေါ်လာမှလည်းစိုးရင်ရတယ်ဗျာဒီငကောင်နဲ့ဗျာဘလို့စိတ်ကူးနေမြတော်တဲ့ဝင်သွားလည်းမသိပါဘူးဘလို့စိတ်ကူးတဲ့တော်တဲ့ဝင်ရမှာလေစစ်တပ်ကအာဏာထိန်းတဲ့အချိန်မှာ ဒီကောင်တကောင်ကစာနာပြပွဲတွေကိုလိုက်တယ်ပြီးတော့ရွာကိုလည်းပြန်မလာရဘူးအဲ့မှာဟိုတိုးမောင်ဆိုတဲ့ကောင်နဲ့တွေ့ပြီးတော်တဲ့ပါပါတာပဲအဲ့ဒါပဲမကြောဘာလို့ဘယ်လိုလုပ်ရွာလည်းပြန်လို့မရတော့အကုန်လုံးကုန်ခုမှတော့ပူပီလာတုံးတယ်မင်းကပြောသားပဲစောကြီးကအဲ့လောက်ထိဝင်မပါနဲ့လို့ပြောတယ်ကိုရှောက်ကုန်ဟဲ့မင်းတို့ကောင်ကလိုက်ရှာတယ် မတော်နေော်လဲကွာကြီးတက်နေကိုကြီးရောနေပါမင်းတို့ကရွာပြန်လို့မရတော့မလားဟမ်ဒီရွာပြန်ကျွန်တော်တို့အကုန်ဆွဲစည်းတော့မှာဗျလှုပ်ထားရတော်တော်များသွားပြီကြာဟောဦးတော်လိုက်ကြီးဆက်သွဲပြီးတော့ခံဝင်လက်မထိုးလိုက်အာခံဝင်ကတိဒီမှာလက်မထိုးမနေနဲ့နော်မင်းတို့ခံဝင်ကတိလက်မထိုးလဲမင်းတို့စောင့်ကြည့်ပြီးဆွဲစည်းမှာပဲဒါဆိုကျတို့ကဘာလုပ်အောင်မလဲဗျာဟာမင်းတို့တော်တော်သွားကွာစစ်တန်းတန်းနဲ့ပါတက်လာ ြီးနိုင်ငံရေးခေါ်လို့ခွင့်တာအမေရိကောက်ရအောင်တို့ဒါလည်းရှိတာလေဟောကျုံနေအောင်သူကကူညီมาလေကွာငါကူညီมาပေါ့ငါကူညီมาမလို့မလို့လိုက်ရှာနေတာလေကိုတို့မအခုထမင်းစားဖို့တော့ပြဿနာတက်နေရနော်မပူနေအတ္တရာလောက်ကတော့အေးစိတ်မှန်ညာလေငါကူညီပေးမယ်လို့မလို့ပြောပြီးသားကွာအဲ့ဆိုတော့ရောက်ရောကျုပ်တို့ကဘာလို့မင်းတို့ကမှစစ်တန်းနေပါသေးတက်ပြီးမင်းတို့ရဲ့လှုပ်ရှားမှုအားလုံး Facebook မှာတင်အဲ့ဒီမှာနိုင်ငံရေးခေါ်လို့ခွင့်ရအောင်တော့ရှင်းလား ာအဲ့လိုမလွယ်ဘူးထင်တယ်နော်လွယ်အောင်ငါလုပ်ပေးမယ်ငါလုပ်ပေးနေရတယ်အများကြီးပဲငါကူညီပေးတာလို့အကုန်လုံးအစီတို့အမေရိကတို့အကုန်လုံးရောက်ကုန်ကြပြီမင်းတို့နှစ်ကောင်ကြမှာတိုင်ပတ်နေတယ်ဒါတော့သူတို့သမိုင်းသူတို့ရေးတာပဲလေပဲတက်နိုင်မှာမလို့ကျိုးတို့ကလည်းကျိုးတို့သမိုင်းကိုရေးရမှာပေါ့တကယ်တမ်းကျတော့တိုင်းပြည်တစ်ခုရဲ့အရွေ့ရွေးကောက်ပွဲဆိုတာပြည်သူလူလူရဲ့ထွက်ပေါက်တစ်ခုဆိုတာရဲ့ ီးတော့စစ်တပ်အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ဖို့လမ်းစာဆိုတာကိုသူတို့ရွာလူတွေနားလည်အောင်လို့အစိုးရခေါ်ပြီးတော့ပြောပြရင်ကောင်းမယ်နဲ့တူတယ်။ကောင်းပြီ။ဒီနေ့စည်းဝေးကိုတက်ရောက်လာကြတဲ့ရတ္တူရွာသားတွေအလုံးကိုကျေးဇူးတင်ပါတယ်။အစည်းအဝေးဆိုတာတဲ့ကျွန်တော်တို့ရဲ့ရတ္တူရွာသားတွေကိုနားလည်ရှင်းလင်းအောင်ကျွန်တော်တို့ကပြောပြနေတာပါ။ဒါကြောင့်မလို့လေဒေါက်တာမင်းလင်းတို့လို့ဦးတိုက်ထွန်းတို့လို့ရွာကိုပြန်ရောက်လာတဲ့အာယုတို့လို့သူတို့တွေရဲ့ အကြံပေးကြရကျွန်တော်တို့ဒီလူပွဲလေးကိုစီစဉ်လိုက်ရတာပါကျွန်တော်အနေနဲ့ဘလောက်ပဲပြောချင်ပါတယ်ဦးမင်းလည်းပြောပါဦးအော်ဟုတ်ကဲ့ပါအဲကျွန်တော်အနေနဲ့ပုံပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ရွာသားဖြစ်တဲ့ကျော်အောင်တဲ့ဗညာပေါ့လေအဲသူတို့နှစ်ယောက်ဒီဘုံထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်အဲသူတို့ကဘာဖြစ်လို့ဒီဘုံကိုထောင်ရလဲဆိုတော့ကျွန်တော်ဒီဇင်ဘာ28မှာကျင်းပမဲ့ရွေးကောက်ပွဲကိုဒါနောက်ရှက် ဟန့်အတာဖြစ်အောင်ဘုံထောင်တာပါတဲ့အဲ့တော့ဗျာအခုလိုမျိုးသူတို့ဒီလိုဘုံတွေထောင်လိုက်တော့တနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပမဲ့ရွေးကောက်ပွဲကြီးကပြက်စီးသွားမှာမဟုတ်တာအဲ့တော့အခုလိုမျိုးဒဏ်ရာအနာတရားဖြစ်မဲ့ကိစ္စတွေသွေးထက်တန်ရုံဖြစ်မဲ့ကိစ္စမျိုးတွေအသက်ဆုံးရှုံးရမဲ့ကိစ္စမျိုးတွေကိုမလုပ်ကြပါနဲ့ဗျာလုပ်ဖို့လည်းမတိုက်တွန်းကြပါနဲ့ ကျွန်တော်ဆရာဝန်တယောက်အနေနဲ့အနှုညွတောင်းပန်ချင်ပါတယ်ဆရာကျွန်တော်တခုလောက်မေးလို့ရလားမသိဘူးဒီရွေးကောက်ပွဲကအတုအယောင်ဆိုကျွန်တော်ပြောတာမဟုတ်ဘူးနော်ဟုတ်ကဲ့ဘယ်လိုဆုံးလဲဒီကနေ့ကဘုတ်ကျော်တော့ဟမ်ဘုတ်ကလည်းညာတူအောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်ပြန်မှာမဟုတ်လို့လဲဗျာအမှန်မို့ဆရာပြီးရင်ဒီရွေးကောက်ပွဲကစီကန်းကိုတော်တော်တင်းကျပ်ထားရလို့သိရပါတယ်အဲ့တော့ ကျုပ်တို့ရွာသူရွာသားတွေကိုကျုပ်တို့ခုလောက်နေပြရစီအခုဖြစ်ပြနေတဲ့နိုင်ငံရေးအခြေအနေတွေပြိပက္ခတွေကိုလည်းခင်ဗျားတို့တည်ပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့စစ်တပ်အုပ်ချုပ်တဲ့အောက်မှာခင်ဗျားတို့ဆက်ပြီးနေခြင်းလားဒါမှမဟုတ်ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမလားဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမယ်ဆိုရင်တော့အခုကျင်းပမဲ့ ရွေးကောက်ပွဲမှာခမရတို့ကြိုက်တဲ့ပါတီကိုမဲပေးလိုက်ကြပါကျုပ်ကတော့ဒီလောက်ပဲပြောချင်တယ်ကျွန်တော်အကြံပြုချင်တာကျွန်တော်တို့နိုင်ငံရဲ့အပြောင်းအလဲအရွေးတစ်ခုဖြစ်တယ်ဒီရွေးကောက်ပွဲကိုမဲပေးတာကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့ထွက်ပေါက်တစ်ခုဖြစ်တယ်ဆိုတာပါပဲပြီးတော့ကျွန်တော်တို့နိုင်ငံမှာ ဆုံရှုံနစ်နာခဲ့ရတဲ့နှစ်ဖက်လူငယ်နေတာမှမဟုတ်ပဲဗျာဒီလိုတွေမဖြစ်ပဲနဲ့အားလုံးအေဂျင့်တွေကိုဆိုရင်အစိုးရအစ်စ်တရံမြန်မြန်ပေါ်ပေါက်လာဖို့လိုပါတယ်အဲဒါကြောင့်အားလုံးပဲပါဝင်ပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာအာကျွန်တော်အနေနဲ့နည်းနည်းဖြစ်စုပ်ပြီးတော့ကျွန်တော်ပြောချင်ပါတယ် ဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အားလုံးကလည်းဒါဒီတိုင်းပြည်မှာနေတဲ့လူတွေဖြစ်ကြပါတယ်အဲ့တော့ဒီတိုင်းပြည်ရဲ့အရေးဟာကျွန်တော်တို့အားလုံးပေါ်မှာမြင်တည်နေတာအဲ့တော့အခုဆိုရင်ကျွန်တော်တို့ဒဏ်ရာတွေများနေတဲ့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်ကုစားနိုင်ဖို့အတွက်ဆေးရတွေ့နေပြီပေါ့အားလုံးဝိုင်းဝန်းပြီးတော့ဒဏ်ရာတွေပျောက်ကင်းသွားအောင်ကူညီပေးကြပါနောက်ဆုံးနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့အသေးကြားကမဲတပြား ဒီတိုင်းပြည်အတွက်ကဲဒါလောက်ဆိုရင်ကျွန်တော်တို့ရွာသူရွာသားတွေရွေးကောက်ပွဲဘလောက်ရေးကြည့်တယ်ဆိုတာသဘောပေါက်ကြမှာပါအဲ့တော့ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြည်တနာတွေအားလုံးကိုဖြည့်ရှင်းနိုင်ဖို့ပြီးတော့ကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်ဘဝတွေတာယာလှပဖို့ တိုင်းပြည်ရဲ့တမိုင်းဒုံဆိုင်ပြီးခြေတက်နိုင်မှုအတွက်လာမဲ့ရွေးကောက်ပွဲမှာကျွန်တော်တို့ခမရတို့တွေအားလုံးမဲပေးကြပါစို့လားဗျာ